ဟယ်လိုအားလုံးပဲမင်္ဂလာပါဖူဝမန်ချန်ကနေကြိုဆိုပါရစေဒီနေ့ညမှာတော့ယူရိုပါလိပွဲစဉ်တွေကြုံထက်ပြီးတော့ကစားခဲ့ကြတယ်ပေါ့နော်ဒုတိယအကြော်တွေပေါ့ဗျာဆိုတော့ကျွန်တော်တို့ဒါအိုလံပီယာကုစ်ကနောက်တစ်ဆင့်ကိုကျွန်တော်ကျွန်တော်တို့ဒီပြောရမလားအိုလံပီယာကုစ်ကတက်ဗိုလိုကလင်မီကကျွန်တော်တို့တက်သွားတယ်ပြီးလို့ရှိရင်ရိုမာကိုလည်းအက်တလက်တီကိုပီဘာအိုကတက်ပြီးတော့ဒီနိုင်ပြီးတော့ပေါ့နော်၄ကို၃ကိုဆိုရဲရလနဲ့နောက်တစ်ဆင့်ကိုတက်တယ်လာဇီယိုကလည်းဗစ်တိုးရီယာပလာဇန်ကိုအိမ်ဝင်းမှာတည်ရကြပြီးတော့၂ကြော်ပေါင်း၃ကို၂ကိုဆိုရဲရလနဲ့သူတို့တက်တယ် အဲ Frankfurt ကတော့ Eject လို့အသင်းမျိုးကိုနှစ်ကြော်ပေါင်းကျွန်တော်တို့က692ဆိုတဲ့ရန်နဲ့အနိုင်ယူပြီးတော့သူတို့နောက်ဆင့်တက်တယ်။ Lyon ကအိမ်ကွင်းမှာကျွန်တော်ဖူးစည်းနဲ့နိုင်ပြီးတော့နှစ်ကြော်ပေါင်း71ဆိုတဲ့ရန်နဲ့နောက်ဆင့်ကိုကျွန်တော်တက်တယ်။ Spa ကလည်းနှစ်ကြော်ပေါင်း3929ဆိုတဲ့ရန်နဲ့နောက်ဆင့်ကိုတက်ပြီးတော့ Rangers နဲ့ Pinabajiru ရဲ့ပွဲမှာတော့ကျွန်တော်တို့က Rangers ကကျွန်တော်တို့ပေါ့နော်ဒီနောက်ဆင့်ကို Penalty အဆုံးဖြတ်မှာအနိုင်ရပြီးတော့တက်သွားတယ်။ မော်ရီယိုရဲ့အတင်တော်တော်ကံမကောင်းတာပေါ့ဗျာမန်ချက်စတာယူနိုက်တက်ကလည်းလေးဂိုးတကူဆိုတဲ့ရတဲ့စူစီတဲ့ကိုနိုင်ပြီးတော့နှစ်ကြိုပေါင်းငါးဂိုးနှစ်ဂိုးဆိုတဲ့ရတဲ့သူတို့နောက်တစ်ဆင့်ကိုတက်တယ်ဆိုတော့ဒါဟာလက်ရှိကျွန်တော်ညီတဲ့ဒီ quarter final ကိုတီးတီးတက်သွားကြတဲ့အသင်းတွေဖြစ်တယ်ဗောနော်ဒီပွဲနဲ့ပတ်သက်လို့ပြောရရင်ဒုတိယပွဲတော့ကျွန်တော် channel ပွဲတွေမကြည့်ခဲ့ဘူးဘယ်တော့ကျွန်တော် watch along လုပ်နေတာဆိုတော့ united shoot united တပွဲပဲကျွန်တော်ကြည့်ခဲ့တာဆိုတော့ ဆိုစီတဲ့ဘက်ကဗျာတော်တော်ကိုကံမကောင်းတာပါကံမကောင်းတာပါတော်တော်ကိုကံမကောင်းတာပါနံပါတ်1သူတို့အနေနဲ့ပေါ့နော်ပွဲကိုအကောင်းဆုံးပုံစံနဲ့စတင်နိုင်ဖို့အတွက်ဖြစ်တဲ့ penalty ကိုသူတို့ရတယ်တကယ်ဖြစ်တဲ့ penalty ပါနော်ဆိုတော့သူတို့ရတယ်အဲသူတို့အဲ့ဒါနဲ့အမှန်ကန်အသုံးချရင်လည်းဥဆောင်ကိုသူတို့ရတယ်အဲဒါအပြင် Bruno Fernandes က16မိနစ်မှာ United အတွက် Harassment Fine ကြောင့်ရလာတဲ့ penalty ကိုဒါချီပါကိုဖြစ်ပြန်သွင်းပေးလိုက်ပြီးတော့တစ်ဖက်ကိုတကူးစီပြန်ဖြစ်သွားရင်လည်းပရမကျော်တော့ကလိုပဲအချင်းကြီးကသွားနေတာ အဲ့ဒီတဲကမှကျွန်တော်တို့အနေနဲ့ပေါ့နော်ဘလူးနိုဖနက်စ်ကနောက်ထပ်ပင်နေတီတလုံးကိုအမှားယွင်းမရှိလက်လောက်ပပကျွန်တော်တို့ဒါအကောင်းဆုံးပုံစံနေနဲ့သူတို့ကန်သွင်းပြီးတော့ဥဆောင်ကူရတယ်။အဲ့ဒီနောက်မှာဆိုစီတက်ကဟိုပြန်ပြီးတော့ဖိဖို့ဂျူပန်နဲ့ United ရဲ့ခန်စီတန်ကိုဘလူးမတ်မကြုံနိုင်ခဲ့တယ်လို့ကျွန်တော်တို့အနေနဲ့ဒီဘယ်လိုပြောမလဲအချင်းဒီကပေါ့နော်ဟိုမဆိုးဘူးဗျာ United ရဲ့ခန်စီကလည်းရောက်ဆိုစီတက်တော့မလွယ်ကူခဲ့တာတွေဖြစ်ခဲ့တာပေါ့လေဒါအပြင်60နဲ့3မိနစ်မှာလည်းဆိုစီတက်ဘက်ကအနီကပ်ပါသည် one less defender less man defender ဖြစ်သွားတော့ ဒိုကူပေါ်မှာဖောင်းလို့ဆိုပြီးတော့အနီးကထိသွားတယ်။ဆိုတော့ဆိုစီတဲ့ဘက်ကပင်နေဒီနဲ့ဥဆောင်ကိုရပြီးတော့အရာအားလုံးအစဉ်ပြေတဲ့ပုံစံကိုပြနေတော့မှာပဲ။ချက်ချင်းလည်းငင်းအပြောင်းလဲဖြစ်သွားပြီးတော့အဲ့လိုမျိုးကြီးဂျုံနေရတယ်ပေါ့နော်။ဆိုတော့အော်ဒါအပြင်အဲ့လိုဖြစ်နေတော့မှာယူနိုက်တက်ဘက်ကလည်းဗျာအမှန်ကန်ပြောရမလဲဒီဘရူနိုဖရန်နက်စ်ရဲ့ hat trick တို့ဒါလိုရဲ့တကူတို့ ਨੇ ကူပြက်တွေပါနိုင်နေပေါ့ဒီနေ့ပွဲမှာအဲဆူစီဒက်ထက်တော့မန်ချက်စတာယူနိုက်တက်ကအများကြီးပူကောင်းကစားနိုင်ခဲ့တဲ့အသင်းမှာတကယ်လို့ပေါ့နော် ကျွန်တော်အနေနဲ့ဒီရှေ့မှာထားပါတော့ဟိုကျွန်တော်ထင်ပါတယ်အနီကက်တွေပါတယ်မထင်တော့မှမန်ချက်စတာယူနိုက်တက်ကဒီနေ့ပွဲမှာမနိုင်သေးရအကြောင်းမရှိဘူးဗောနော်ဘာလို့လဲဆိုတော့အများကြီးပို့ပြီးတော့ကောင်းတဲ့အသင်ဖြစ်ခဲ့လို့ပဲဟောကျွန်တော်တို့ယူနိုက်တက်ကပို့ပြီးတော့ကောင်းခဲ့တဲ့အသင်ဖြစ်ခဲ့တယ်ပို့ပြီးတော့အခွင့်အရေးတွေဖန်တီးနိုင်ခဲ့တဲ့အသင်ဖြစ်ခဲ့တယ်အနီကက်မထုတ်ပဲခင်ရအချင်းအခွင့်အခင်ချိန်ထိကျွန်တော်တို့ကြည့်တော့လေအဲ့ဒီတိုင်းပဲဆိုတော့အခွင့်အရေးတွေကသာတုံးချနိုင်ခဲ့တယ်ဆိုလို့ချင်းဒီလောက်ထိတော့မှဖြစ်လာကြအကြောင်းမရှိဘူးဗောနော်ဒါပေမဲ့လို့ယူနိုက်တက်အနေနဲ့တော်တော်ကိုခက်ခဲရင်ခက်ခဲရင်ကျွန်တော်ကန်လဲရတယ် ီပထမပိုင်းမှာဆိုလို့ရှိရင်တော်တော်ကိုစိတ်ပြတ်ဖို့ကောင်းတာနော်အခွင့်အရေးတွေရတယ်မရဘူးတော့နော်အခွင့်အရေးတွေအပိုင်းခွင့်အရေးတွေရတယ်မရဘူးမဟုတ်ဘူးဒါပေမဲ့လို့သူတို့အနေနဲ့ဂိုးတွေပါတယ်မသွင်းနိုင်ဘူး chance တွေပါတယ် proper chance ဖြစ်အောင်မဖန်တီးနိုင်ဘူးတော်တိုင်ပက်တယ်အဲ့လိုမျိုးတွေကနေပြီးတော့ပြောစရာတွေကျွန်တော်ဖြစ်လာတာပဲဒါပေမဲ့လို့ဒုတိယပိုင်းမှာကျတော့သူ့အနေနဲ့သူအပြောင်းအလဲတွေကျွန်တော်ဖြစ်သွားတယ်နော်ဒူဒုတိယပိုင်းမှာဆိုလို့ရှိရင်ခုနကပြောသလိုပဲဥဆောင်ဂိုးတွေပြန်ရတယ်ဒါအပြင်မလူအပ်တဲ့ found body found ခဲ့တဲ့ real society ရဲ့ဘက်ကအနီးကတည်းကကျွန်တော်တို့ထိတယ်။ဒါမျိုးတွေနဲ့ united ဘက်က 2-1နဲ့ဥဆောင်နေတဲ့အပြင်ကိုတယောက်နေပါလိမ့်ပါရော့သွားတယ်ဆိုတော့သူတို့အတွက်ဒီဘယ်လိုပြောမလဲတော်တော်ကြီးအချိန်ကြီးကောင်းခဲ့တာပေါ့နော်ဒါကိုအခွင့်အရေးအရကျွန်တော်တွေအသုံးချသွားပြီးတော့အဆင်ပြေသွားတယ်နောက်တစ်ဆင့်တက်သွားတယ်ပဲပြောရမှာပဲဒီပွဲက United အနေနဲ့25ပွဲ25ချိန်ကြီးကိုပေါက်ကွန်တင်မှုကျွန်တော်ရှိတယ်10ချိန်ကိုပေါက်တဲ့အနေနဲ့၄ကိုရတယ်ပေါ့နော်ဆိုတော့စူစီတဲ့ဘက်ကတော့6ချိန်ကို8ချိန်ကိုပေါက်ကွန်တင်မှုရှိပြီးတော့3ချိန်ကျွန်တော်တို့တဲ့တယ်ဆိုတော့သူတို့လည်းပဲ1စီနဲ့ဥဆောင်ကိုရခဲ့ပြီးမဲ့လေလို့ပေါ့နော် တော်တော်တိုင်ပတ်သွားပြီးတော့အနီးကတိဘာတွေထိပင်နေတွေဘာတွေပြန်ပြီးရရင်လည်းရုံဝဲကြုံသွားတယ်ဆိုတော့ Manchester United ကနောက်ရစင်ကိုကျွန်တော်တို့တက်ပေးတယ်ပေါ့ဗျာဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ညီကတို့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်